ကဲအလုံးဝမင်္ဂလာပါဗျ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့်တောက်ချာနေ့ညပိုင်းမှာပဲ Joshua Van နဲ့ရှင်ပြန်ထူးတက်သွားရတော့မယ့် Champ Johnson ရဲ့ပွဲတစ်ပွဲလေးကိုပိတ်သက်တွေနဲ့ဒုအဆဆုံးကြီးစုပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ Champ Johnson ဆိုတဲ့ fighter ကတော့ဒီအနီတောက်ကလေးရှင်ပြန်ထူးတက်နေတာပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲကတော့ဒါ2000 နစတဲ့ဘောနနဟမ်နစဲလောက်ကငါထူတက်ခဲ့တဲ့ပွဲစဉ်တွေပွဲလေးပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်တို့ကြည့်ရှုရင်းနဲ့ဒါဂျော့ရှာဗန်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ချားဂျွန်ဆန်ရဲ့ဆွမ်းဆောင်ရေးဘလောက်ရှိတယ်လဲဆိုတော့ကျွန်တော်လေ့လာတော့မှဖြစ်ပါတယ်โอเคနောက်ဆိုရင်တွားလိုက်ပါမယ် Maybe that'll help him out more than it just I don't even know that was still ကျွန်တော်ညာချက်ဝင်ဟာတွေ့တယ်ဒါအသက်ရရောက်တော့33နှစ်ရှိပြခုလက်ရှိအချိန်ဒီဆိုပေါ့နော် ဲ့တော့ professional MMA ပွဲစဉ်ပေါင်းကတော့22ပွဲအထိထိုးတက်ထားတယ်အဲ့ဒီမှာဆို25ပွဲအနိုင်ရရှိထားပြီး6ပွဲအာရှုံးနေထားပါတယ်အဲ့တော့အရင်မောင်ကတော့ငါပီနဲ့ကိုလမတိရှိပါတော့ဂျော့ရှာဗန်နဲ့ဆိုင်တော့တော်တော်လေးရှိတဲ့ဖိုက်တာတူလို့ပြောလို့ရတယ်ခြေတန်လက်တန်တွေအဆောက်ပါတော့ ဒါပထမချီပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါဖိုင်တာနှစ်ဦးလုံးကလည်းဒါတူတူဒီအကဲဆန်းနေတဲ့ပုံစံမျိုးနဲ့ကစားနေတာတွေ့ရတယ်ဘော်ရီကီရီဝင်ဟာတွေ့တယ်ဗျအရှုဒ်ချာ့ချ်မိုင်ဂိုပရိုဒီနင်းအဖိတ်မီနိုမှာကစားနေတာမျိုးတွေ့ရတယ် ညဖြောင်းနေဝင်တာတွေ့တယ်ဗျ pressure ဆပေးနေဗျ body shot နိုင်ထားနေစပင်ကီရမိုက်ဒီဗျအိုင်တော့ဟာဟာနဲ့ပုံစံဒီအနောက်နာနီမှာပဲအမီနီပုံစံမျိုးနဲ့ချန်ထားတွေ့ရတယ်ပြတော့ဖိုက်တာတော့နည်းနည်းလေး ဒီတတိချီချီနဲ့ဒီရှိန်ပြီးတော့မှကစားနေတဲ့ပုံစံမျိုးတစ်ခုတွေ့ရတယ် is a ninja fighter like ninjas that's what joey and i oh one two three တုံးဟာနေထိတ်တောင်းရယူကျူးစားတယ်ဗျအပြာတောင်းအဖိုင်တာနေနဲ့ but apparently the ninja two guy red red corner မဂျိုဆောရဲ့ဂျိုဆောပန်ရဲ့ပြိုင်ဖက်ချားဂျွန်ဆန်နေနဲ့ defend လုပ်ထားတွေ့ရတယ် ်ဘူးနေတန်စကနာကိုကပ်ပြီးတော့မှ stand position ကိုဒါရယူပြီးတော့မှဒါတစ်ဖက်ပြန်ဖက် fighter နဲ့ဒါ defend လောက်ထားတာတွေ့တယ်။ဟိုးဆွဲလိုက်ခံရရတယ်။ဟိုပြန်ပြီးတော့မှထလာတယ်ဗျ။ ဟာပြတောင်းဖိုက်တာနေနဲ့ထပ်ပြီးဆွဲလဲမှုကျူးစားနေတာဖြစ်တယ်ဗျ။အချာကျုံဆန်နေနဲ့လည်းတန်စကားဘီးမှန်စလို့ကပ်ပြီးတော့မှမတူနေနဲ့ရတဲ့လောက်ထူရိုက်ထားတာမျိုးတွေ့ရတယ်။တဖန်နေထားကြည့်မယ်ဆိုရင်ကောင်းတယ်ဗျ။အဲဒီဘက်ကပြန်ဖက်ဖိုက်တာမင်းလည်းလုံးဝဆွဲလဲလို့မရတဲ့အနေထားတစ်ခုမျိုး ကျွန်တော်တွေ့မြင်ရတယ်ဝင်နေတယ်ကင်မမနာပြန်တောင်းဖိုင်တာလည်းလုံးဝကိုဒေဗလပ်ထိတ်တောင်းကနေပြီးတော့လာစင်ဂယ်လက်ထိတ်တောင်းကိုဒါယူထားတာလုံးဝမလွတ်ပေးပြဂရောင်းပိုဇီရှင်ရောက်သွားလဲကျွန်တော်ထိန်းချုပ်ထားတွေ့ရတယ် ီးတော့မှကြောင်းပြင်ပြင်ဖြစ်သွားလိုက်ဗျချမ်းကြုံစံအနေနဲ့အပပိုဇီရှင်ရသွားတယ်ဟာစတမ်ပိုဇီရှင်အနေနဲ့ရှင်ပြန်တော့ကောင်းပါလားနေအောင်လုံးထောက်ပြီးတော့ဝင်ဖို့ကြိုးစားနေတာဖြစ်နေမြတ် that's why when he got close to doing it. What a kick on him. Cuz if he kicks him above the upper upper beam. ကစားပုံရပြောမယ်ဆိုတော့တတိရှိတယ်။ဒါအရင်ကြီးဒါပရက်ရှာပေးပြီးတော့မှရေရေဝင်ပြီးမှကစားတဲ့အပုံစံမျိုးမတွေ့ရဘူး။ဒီဒီမှာကိုယ်တင်းချုပ်ကတနေပြီးတော့မှ no possible position ကနေဘယ်လိုထင်ချုပ်ထားလဲ။ Oh maybe it is. Ooh. တော်လီတွေပြန်ပြန်တောင်းအောင်ဖိုင်တာနေနဲ့ Okay round 2စပြရအောင်ဆော့လာနဲ့ထိတ်တောင်းမှုယူပဲဗျအပြောမစုံ ground defend ကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။အိုးအန်ချက်ပြက်ပြီးတော့မှလက်ချမလို့လို့ဖြစ်လိုက်တယ်ဗျ။ပြတ်တော့ fighter အနေနဲ့ ောင်းကျုံဆန်ရဲ့ဒီ1 2ပွဲလုံးလေးရတယ်အပြိုင်ဖက်ကိုအထိနာတယ်ဗျကျောင်းဆိုရင်တော့အတွေ့အကြုံရှိတဲ့ fighter တူဦးလို့ပြောလို့ရတယ် ချက်တွေတုံးတာနဲ့တွေ့ရတယ်ဗျ။ဒီမှာစင်ကလက်ထိတ်တောင်းရယူပြီးကြိုးစားနေတဲ့အချိန်မှာသူ ground position ရောက်ရောက်သွားတာတတိထားမိတယ်ပြင်နေတယ် stand fight မှာဒါရှင်ထုတ်ဖို့အစားဖို့ပြင်ဆင်လာတာနဲ့မတူဘူးဗျအပြတ်တောင်းအောင်ဖိုင်တာအနေနဲ့ ရှော့ထိုးထားတယ်ချောင်းကျုံဆန်အနေနဲ့တက်လုံးကြောင်းလာတတိထားမိတယ်ဗျာပြောင်းတော့ဖိုင်တာလေးနဲ့ထပ်ပြီးတော့မှ single leg take down ရယူတယ်။အဲ့လို single leg take down ယူတဲ့ဟာတွေကကျွန်တော်ယူပြီးတော့မှ take down ရတော့ရနိုင်ဆိုတော့ ကြီးလို့တော့ကောင်းနေမြအမျိုးမရဘဲနဲ့ဒါဒီချောင်းကျုံစံနဲ့လွတ်ချော်သွားတော့ကြည့်မယ်ဆိုနည်းနည်းလေးတော့ရုပ်ပေါက်ကြီးကအဲ့ဒီခေါင်းခေါင်းတမားနေကစားနေပုံစံမျိုးอ่ะလုံးဝခြေထောက်ကိုဆွဲဖက်ထားတာတို့ချီရတဲ့ပုံစံရောကလီတယောက်ကသူ့အဖေရဲ့ခြေထောက်ကိုဒါဆွဲဖက်နေတဲ့ပုံစံမျိုးလားကျွန်တော်ထင်ရတယ်ပေါ့နော်အဲ့တော့ခေါင်းကစားမယ်ဆိုတော့ ဒီအချက်လေးတော့နည်းနည်းတော့ရုပ်ပေါက်ပြီဗျကျွန်တော်မြင်ရပြောမစင်တော့ဟိုးဒီရောဟန်နီကြီးခဏရတော့ဆက်တိုက်တောင်းနေချူရိုက်ထားတာတွေ့ရတယ်ချုပ်ကကျွန်တော်ရီယန်ကချုပ်ရယူကြိုးစားနေရလားရောင်းပန်း နဲ့ဆုံးတက်လိုက်ပါတော့ချမ်းကျွန်ဆိုင်ရေဒီနေထားလို့ဆိုတော့ရေးရေးကြီးကျွန်တော်တို့ပေါ်စီးကနေပြီးတော့မှဒါဟမ်မာဖစ်တွေကျွန်တော်ထူရိုက်ပြီးတော့ပွဲသိမ်းလို့ရတဲ့အနေထားတစ်ခုမျိုးရှိတယ်နော်ဟာပြန်လို့တို့ပြလိုက်တယ် defense ကတော့ကောင်းနေပြန်ဒါပေမဲ့ ground မှာဒီ ground ကစားတဲ့အချိန်မှာလိုအပ်ချက်တွေရှိနေတယ်လို့တွေ့ရတယ်ချောင်းဂျုံဆန်နေနဲ့ဒီ right hand left hand subtype မဖြစ်ဘူးဘက် position ကနေဒီမှာ pressure ပေးနေတာဖြစ်တယ်မဖြစ်ဘူး subtype ချွေးထားနေ ကျော်ဆုံးတက်လိုက်ပါတော့စတိုက်ပရက်ရှာပြေဟမဖစ်ပညာကွန်တူရထားတွေ့တယ်ပါဝါဘိုင်းမှာတော့ကျွန်တော်လိုအပ်ချက်တွေရှိနေပြီတွေ့ရတယ် Okay အဲ့တော့ဒါဂျိုရှွာဗန်ရဲ့ပြင်ဖြစ်ဖြစ်တဲ့ချမ်းဂျွန်ဆန်ရဲ့ပွဲတပွဲလေးကိုကျွန်တော်ကြည့်ရင်းနဲ့သူ့ရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်လိလာတွားတာဖြစ်တယ်ပေါ့နော်တို့ပေမဲ့လည်းကျွန်တော်တို့သူ့ရဲ့ဆွမ်းဆောင်ရည်အနေအချင်းတော့ပဲဒါသိရှိလိုက်ရတယ်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့နောက် ဒီလာမယ့်နေ့ရက်ဒီမှာလဲဒီချမ်ဂျုံဆန်ရဲ့အာထူးတက်ခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ထပ်မံကျွန်တော်တင်ဆက်ပြီးတော့မှကြီးစုတော်မှုရှိတယ်ပေါ့နော်အချိန်ကြီးကျွန်တော်သူ့ရဲ့ဆွမ်းဆောင်ရည်ကိုထပ်မံကျွန်တော်အသေးစိတ်ကြီးစုတော်မှဖြစ်ပါတယ်အာဂျိုရှော့ဗန်နဲ့ရောရှင်ပြန်ထူးတက်သွားတဲ့ချိန်ကြရင် ကျွန်တော်သူ့အနေနဲ့ဘယ်လိုမျိုးဂျိုရှော့ဗန်နဲ့ရှင်ပြန်ထိုးတက်သွားမလဲသူ့အနေနဲ့ရောဒါဂျိုရှော့ဗန်ကိုအနိုင်ရရှိနိုင်တဲ့ဆွမ်းဆောင်ရည်ရှိမလားဆိုတော့ကျွန်တော်ကိုယ်ကြည့်နေတုံတက်ပြီးတော့မှာဖြစ်ပါတယ်โอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုသူပင်ကျေးဇူးတင်ပါတယ်နောက်လာမယ့်နေ့ရက်တွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါကျွန်တော်ကတော့ဂျိုးဆက်ပဲဖြစ်ပါတယ်